င်္ဂလာပါရှင်ရှဲကုမီဒီယာကနေရှမ်းပြည်နယ်အတွင်းမြေငလျင်လောက်ခံမှုကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင် 2025ခုနှစ်မတ်လ28ရက်နေ့7နာရီ52မိနစ်အချိန်ခန့်တွင်ပြင်အားရစ်တက်စကေခွန်တဒမခွန်အစင်ရှိအင်အားလုံပြင်းငလျင်လောက်ခတ်မှုကြောင့်ရှမ်းပြည်နယ်အတွင်းမြို့နယ်18မြို့နယ်၌တာသနီကာဆောက်အုပ်များဌာနဆောက်အုပ်များလူနေအိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုများလူသေဆုံးမှုများနဲ့ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည် ။ခင်အားလွန်ပြင်းငလင်းလောက်ခတ်မှုကြောင့် match လ20ရက်နေ့မှာယနေ့နနက်9:00နာရီအချိန်အထိမြေပြင်ဆိုင်ရင်ကောက်ယူရရှိမှုဆိုင်ရင်စရာများအားရှမ်းပြည်နယ်အတွင်းမြို့နယ်18မြို့နယ်ရှိသာသနိကအဆောက်အုံများဖြစ်သည့်ဖယားဇေဒီ23စုဖုန်ကြီးကျောင်းရှိကျောင်းအခြား935ခုပြိုကျပျက်စီးခဲ့ပြီးဖယားဇေဒီ130စုဖုန်ကြီးကျောင်း81ကျောင်းအခြား3466ခုတစိတ်တစ်ပိုင်းပျက်စီးခဲ့ ပါတယ်။ ထုံနေတူကွန်ပျူတာတက်ကရိုတောင်ကြီးစာတင်ဆောင်တစောင်းကျမ်းမာရေးစီပီခန့်တခန့်အခြေခံပညာကျောင်းစာတင်ဆောင်30ဆောင်ဝန်ထမ်းအရာနှလုံးအခြား200လုံးပြိုကျပျက်စီးခဲ့ပြီးသူနာပြုတ်သားဖွာတင်တန်းကျောင်းအဆောက်အဦတစ်လုံးစာတင်ဆောင်တစ်လုံးဝန်ထမ်းအရာလေးလုံးပညာရေးဒီဂရီကောလိပ်စာတင်ဆောင်နှလုံးအခြားတစ်ခုနေပညာထက်တန်းကျောင်းစာတင်ဆောင်လေးလုံးဝန်ထမ်းအရာနှလုံးအခြား12ခုဥဒတိုင်းတစ်ခု

ကွန်ပျူတာတက္ကသိုလ်တောင်ကြီးအဆောင်အဦးခုနှစ်လုံးဝန်ထမ်းအင်အားတစ်လုံးဤပညာတက္ကသိုလ်တောင်ကြီးစာသင်ဆောင်ခုနှစ်လုံးဝန်ထမ်းအင်အားလေးလုံးအခြား25ခုစေတက္ကသိုလ်တောင်ကြီးအဆောင်အဦးရှစ်လုံးဝန်ထမ်းအင်အားလေးလုံးကျန်းမာရေးဌာနပိုင်းအဆောင်အဦးလေးလုံးစိတ်ယုံ12လုံးစေပေခန်း29လုံးဝန်ထမ်းအင်အား73လုံးအုပ်တတိုင်း73ခုအခြားခုနှစ်ခုအခြေခံပညာရေးမူယုံအဆောင်အဦးနှလုံးစာသင်ဆောင်တရား 695လုံးဝန်တန်းအင်အား၄လုံးအုတ်တိုင်း၄၄ခုအခြား900ခုဒစိတပိုင်းပြည့်စည်ခဲ့ကြအောင်သိရှိရပါတယ်။ထို့အပ်သူဌာနပိုင်အဆောက်အဦဝန်တန်းအင်အားတိုးလောင်ရုံနဲ့အခြားအဆောက်အဦ200လုံးနဲ့အုတ်တိုင်း95ခုဒစိတပိုင်းပြည့်စည်ခဲ့ပါတယ်။ လာတူလူနေအိမ်2412လုံးပြိုကျပျက်စီးခဲ့ပြီးနေအိမ်2221လုံးနဲ့ပုဂလိကာဆောင်အုပ်ဦးစေလုံးလူနေအိမ်ဥတ္တတိုင်း633ခုတစိ့တပိုင်းပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အလာတူဟိုတယ်လုပ်ငန်း35ခုတွင်ဟိုတယ်အောင်မန်းပါဝင်ဟိုတယ်နှင့်လုံချင်းမင်္ဂလို325လုံးပြိုကျပျက်စီးခဲ့ခြင်းဟိုတယ်နှင့်လုံချင်းမင်္ဂလို946လုံးတစိ့တပိုင်းထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ပြီးပြည် န်အတွင်းတရား30စက္ကန့်တွင် စက်တီကေဗီတက်အားလိုင်း3.53တမိုင်လေယာဗီတာအားလိုင်း17.39မိုင်ကွန်ကရစ်တိုင်း213တိုင်းတက်သားတိုင်း1216တိုင်းနဲ့ထရန်စဖော်မာ6လုံးအိမ်3မီတာ125လုံးစီရီမီတာ3လုံးပါဝါမီတာ1လုံးထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရှိရပြီးဆုံးရှုံးမှုတန်ဖိုးအားတွက်ချက်လျက်ရှိကြောင်းသိရှိရပါသည် အင်အားလွန်ပြင်းကလင်းလောက်ခတ်မှုကြောင့်လူနေအဆောက်အဦဟိုတယ်နဲ့အုပ်နေရန်ပြူကြမှုများကြောင့်ယနေ့နနက်9နာရီအချိန်အထိမြေပြင်ဆိုင်ရင်ကောက်ယူရရှိမှုစည်ရင်စရာများအရာရှမ်းပြည်နယ်တွင် လူ69ဦးသေဆုံးခဲ့ပြီး135ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည် အဆိုပါရလွန်ပြင်းငလင်လောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုလူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည့်မြို့နယ်များသို့ရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အေးအနီးကပ်ကြီးကြံမှုဖြင့်ပြည်နယ်အစိုးရဖွဲ့ဝန်ဝန်ကြီးများရှမ်းပြည်နယ်တဘာဝဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝန်များနေအမြခံတပ်မတော်သားများရဲတပ်ဖွဲ့ဝန်များကုညီကယ်ဆယ်ရေးအဖွဲ့များကငလင်ပေးတန်းတင်ခဲ့သည့်မြို့နယ်များတွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိကြောင်းသိရပါ ပါတယ်။ရှမ်းပြည်နယ်တွင်ထိခိုက်ပျက်စီးမှုများသည့်ညောင်ရွှေမြို့နယ်တွင်ယာယီကဲဆဲရေးစခန်း၄ခုဖွင့်လှစ်၍ကုညီကဲဆဲရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာအဆိုပါယာယီစခန်း၄ခု၌ယာယီခိုလုံသူ1135ဦးရှိကြောင်းသိရှိရပြီးယာယီခိုလုံသူများရှမ်းပြည်နယ်ဆိုရာဖွင့်ပြည်နယ်တဘာဝဘေးရန်ရေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ ကျမရေဝင်းနှံများစေတနာရှင်လူရှင်များကအခြေခံစာတောက်ကုန်များပေးအပ်ခြင်းနဲ့ကျမရေဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းများကိုအချိန်နှင့်တပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်ရှင်